မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရယ်ဒီချိန်ဒီနေ့ဘာသင်ခန်းစာကိုဆွေးနွေးမလဲဆိုရင် grade 12 mathematics ရဲ့ chapter 3က analytical solid geometry သင်ခန်းစာရဲ့ဒီနေ့ကအပိုင်း6ကိုဆွေးနွေးမှာဖြစ်တယ်အပိုင်း6မှာကဘာအကြောင်းအရာတွေကိုဆွေးနွေးသွားမလဲဆိုရင် parallel lines နဲ့ screw lines အကြောင်းကိုဆွေးနွေးမှာဖြစ်တယ်3 dimension မှာရှိတဲ့ parallel lines တွေရဲ့ circular lines တွေရဲ့အကြောင်းကိုဆွေးနွေးမယ်ပြီးရင် example လေးတစ်ပုဒ်တွေ့ပြမှာဖြစ်တယ်ဒီ parallel line circular line နဲ့ပတ်သက်တဲ့ example လေးတစ်ပုဒ်ကိုတွေ့ပြသွားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ parallel lines နဲ့ circular line တွေအကြောင်းစီသွားရအောင်ဟုတ်ပြီဒီမှာ lines ကတော့တကယ်ဆိုရင်ခေါင်းစဉ်က3မျိုးရှိရယ် parallel line ရယ် circular line ရယ် perpendicular line ရယ်ဆိုပြီးတော့အခု၃မျိုး၃မျိုးလေးလာရမှာဖြစ်တယ် ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ parallel နဲ့ circular line နဲ့အကြောင်းကိုပဲရှင်းလင်းဆွေးနွေးသွားမှာဖြစ်တယ် perpendicular lines အကြောင်းကနောက်ဗီဒီယိုမှာဆွေးနွေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့အရင်ဆုံး parallel line ဆိုတာကိုဆွေးနွေးရအောင်ဒီသူရဲ့ definition ကဘာပြောထားလဲဆိုရင် parallel line ဆိုတာ two lines are parallel တဲ့ line နှစ် line ဟာပြိုင်ကြတယ်ဒီ line တွေက space ထဲမှာရှိတဲ့ line တွေเนาะ three dimension ရဲ့ line တွေဖြစ်တယ် two lines are parallel line နှစ် line ဟာပြိုင်နေတဲ့ if and only if အပြန်အလှန်မှန်တယ်ပေါ့နော် line နှစ် line ပြိုင်မှုဆိုရင်လည်းဘာတွေဖြစ်ရမလဲဆိုရင် if their uh, their derived values are multiples of each other သူရဲ့ derived value တွေဟာတခုနဲ့တခုစာတိုးကိန်းပုံစံမျိုးဖြစ်နေရမှာတခုကတခုရဲ့အစတစ်ခုခုနဲ့ညီနေရမှာပေါ့နော်အပြန်အလှန်တခုကတခုရဲ့ derived values တွေဟာနောက်ကျန်တဲ့ လိုင်းရဲ့ directed value တွေ2စရို3စရို1.2စရို1.3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 အလိုအစားတစ်ခုခုနဲ့ညီနေရမယ်စာတိုးဂိမ်းဖြစ်နေရမှာပေါ့တစ်ခုကတစ်ခုရဲ့အဲ့လိုဖြစ်နေခဲ့ရင်တဲ့အဲ့ဒီ line နဲ့ line ဟာပြိုင်နေတဲ့အဲ့ဒါဆို line တွေပြိုင်လားမပြိုင်လားသိဖို့တို့ကဘာတွေနဲ့စစ်ဆေးမှလဲဆိုရင် directed value တွေနဲ့စစ်ဆေးမှဖြစ်တယ်အဲ့တော့အပြန်အလှန်မှန်နဲ့ line နဲ့ line ပြိုင်ခဲ့ရင်လည်းတို့ရဲ့ directed values တွေဟာတစ်ခုဟာတစ်ခုရဲ့စာတို့ဂိမ်းဖြစ်နေမယ် derived တဲ့ value တွေ line နဲ့ line ရဲ့ derived တဲ့ value values တွေဟာတစ်ခုကတစ်ခုရဲ့ shadow gain ဖြစ်နေတယ်ဆိုရင်လည်းအဲ့ဒီ line နဲ့ line ကပြိုင်တယ် if and only if အပြန်အလှန်မှန်တယ်အဲ့ဒီ ASR gain လေးကဘယ်နှစနှစဆိုရင်အဲ့နှစကဘာလဲဆိုရင် real number ပေါ့သုံးစအဲ့အစာတိုး gain လေးဒီ real number တစ်ခုဖြစ်ရမှာเนาะဟုတ်ပြီအဲ့တော့ကြည့်ရအောင် အဲ့ speed ထဲမှာ line line ဆွဲလိုက်တယ်ပေါ့ကွာ speed 3 time မြည်ရှင်တော့ထဲမဆွဲတော့ဒီ line line က speed ထဲမှာရှိတယ် AB line နဲ့ P2 line อืม AB ရဲ့ derived value က L M N လို့ထားလိုက်မယ် P2 ရဲ့ derived value က L1 M1 N1 လို့ထားလိုက်မယ်ဟုတ်ပြီဒီမှာဒီ line line ကဘာဖြစ်လဲအပြိုင်ဆွဲထားတယ်အပြိုင်ဆွဲထားတယ်ဆိုရင်အဲ့ဒီ right level value တခုသည်ဂျန်နဲ့ right level value တွေရဲ့ဗာလဲအစားတခုနဲ့ညီရမယ်ဆိုအခုဒီမှာ L1 သည်ဗာ L ရဲ့ K စနဲ့ညီတယ် M1 သည် M ရဲ့ K စနဲ့ညီတယ် N1 သည် N ရဲ့ K စနဲ့ညီတယ်အဲ့ဒါဆိုသူတို့နှစ်ခုပြိုင်လဲပြိုင်ရင်လဲဒီလိုမျိုးအစားတခုခုနဲ့ညီမယ်အစားတခုခုနဲ့ညီရင်လဲဒီ line နှစ်ခုပြိုင်မယ်ဒါပါပဲ parallel line ရဲ့သဘောတရားက ဟုတ်ပြီအဲ့ဒါဆိုတော့ L1 ကို L နဲ့စရင်ပါရမှာလဲ K ရမယ် M1 ဆိုတော့ M1 က KM KM ကို DM နဲ့ပြန်စတော့ K ရမယ် N1 ကကြတော့ N1 ကို N နဲ့စတော့ KN ကို N နဲ့စတော့ K ပြန်ရမယ်အဲ့တော့သူတို့ရဲ့ ratio တွေကလည်းဒီသက်ဆိုင်ရာ derivative value တွေရဲ့ ratio တွေကလည်းဘာဖြစ်ရမလဲ K တခု K ပဲဖြစ်ရမယ် demo တခုလည်းတူညီနေရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့သူက formula ဒီလိုပုံစံလေးနဲ့ဖော်ပြရတယ်။ AB နဲ့ B2 နဲ့ပြန်ရင် L1 L M1 M N1 N တို့ရဲ့ derived value တွေရဲ့အချိုးတွေဒီ k ဆိုတော့ constant တခု real number တခုနဲ့ညီနေရမှာ ဖြစ်တယ်တဲ့ဆိုလိုတာ l1 ဒီ lkl နဲ့ညီမယ် m1 ဒီ km နဲ့ညီမယ် n1 ဒီ kn နဲ့ညီတယ်အဲ့တော့ဒီလိုရေးတာနဲ့ဒီလိုရေးတာသဘောတရားအတူတူပဲနားလဲတယ်ဆိုရင် ဟုတ်ပြီဒါကအပြန်လမ်းမှန်တယ်ဒီဘက်က AB နဲ့ PQ ပြန်ခဲ့ရင် directed value တွေရဲ့ ratio တွေက real number တခုနဲ့ညီမယ် directed value တွေရဲ့ ratio တွေက real number တခုနဲ့ညီခဲ့ရင် သို့မဟုတ် directed value တခုဒီကျန်တခုရဲ့ k စာနဲ့ညီခဲ့ရင် AB နဲ့ PQ နဲ့ပြိုင်မယ်လို့မှတ်ထားမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့ line to line ပြိုင်မပြိုင်ဘူးဘာနဲ့စစ်တာလဲဆိုရင် directed value ကြီးနဲ့စစ်ဆေးရမှာဖြစ်တယ် ဟုတ်ပြီအဲ့တော့ line နှလုံး line နှလိုင်းဟာပြိုင်လားမပြိုင်လားပုံစံမေးလာခဲ့ရင်တို့ကအရင်ဆုံးဗာရှာရမလို့ဆိုရင်အဲ့ line နှလိုင်းရဲ့ directed values တွေကိုအရင်ရှာမယ်ရှာပြီးတော့ဒီလိုမျိုးတစ်ခုကတစ်ခုရဲ့အစတစ်ခုခုနဲ့ညီလားဆက်ရမယ် ratio နဲ့ပဲရှာရှာဒီလိုအစနဲ့ပဲကြည့်ကြည့်ရပါတယ်ဟုတ်ပြီအဲ့တော့ဆိုတော့ example လေးတွေကြည့်အောင်လက်တွေ့သိအောင်ကိန်းကိန်းလေးတွေနော်အခုဒီမှာ pq ရဲ့ directed value အားတဲ့235 AB ရဲ့ derivative value က6915ဟုတ်ပြီအဲ့ဒါဆိုရင် AB ရဲ့ derivative value ဒီမှာ6ကိုဒီက2နဲ့စာရင်ဘာရမလဲဆို3အဲ့တော့ဒီကောင်ကသူ့ရဲ့3စာရှိတယ်နောက်တစ်ခါ9ကို3နဲ့စာရင်ဘလောက်လဲဆိုရင်3ပဲ15ကို5နဲ့စာရင်လည်း3ပဲအဲ့တော့ဆို AB ရဲ့ derivative value တွေဒီ PQ ရဲ့ derivative value တွေရဲ့ဘယ်နှစာရှိလဲဆိုရင်3စာရှိတယ်ဟုတ်ပြီအဲ့ဒီ3ဒီဒါ k တန်မိုးဖြစ်တယ် real number တစ်ခုဖြစ်မယ် ဟုတ်ပြီဒါဆိုရင်အဲ့ဒီ AB P P Q နဲ့ AB ဆိုတဲ့ line တစ်ခုပါဖြစ်သွားပြီလေပြိုင်သွားပြီလို့ပြောလို့ရတယ်ဟုတ်ပြီနောက်တစ်ခုလည်းဒီလိုပဲ P Q ရဲ့ derived value ကဒီတက428ဖြစ်မယ်တဲ့ AB ရဲ့ derived value ကဒီတက214ဖြစ်မယ်ဟုတ်ပြီအဲ့ဒါဆို2ကို4နဲ့စားရပါရမလို့1 2 1ကို2နဲ့စားရင်လည်း1 2 4ကို8နဲ့စားရင်လည်း1 2ဖြစ်တယ်အဲ့ဒါဒီတက AB ရဲ့ derived value ဒီ P2 ရဲ့ direct level ရဲ့ဘယ်နှစတွေဖြစ်နေလဲဆိုရင်1 by 2စတွေဖြစ်နေတယ်အဲ့တော့ဆိုတော့ဒီသက်ဆိုင်ရာသူတို့၃ခုရဲ့ ratio ကဘယ်လောက်လဲဆိုရင်1 by 2နဲ့ညီရယ်ဒီပုံစံလေးဖြစ်သွားမှာ1 by 2 k tan ဘောဒါဆိုရင်ဘာဖြစ်လဲဆိုရင်အဲ့ဒီ P2 line နဲ့ဒီ AB line ကဘာဖြစ်လဲ parallel ဖြစ်တယ်ဒီနောက်ဥပမာတစ်ခုက PQ က428 PQ ရဲ့ direct level က428 AB ရဲ့ directed value ကလည်း428ပဲအဲ့ဒါဆိုရင် AB ရဲ့ directed values တွေဒီ PQ ရဲ့ directed values တွေရဲ့ဘယ်နှစဖြစ်မလဲဆိုရင်သူကတစပဲဖြစ်မယ်စားလိုက်ရင်ဘာတွေပဲရလဲဝန်းနေပဲရတယ်အဲ့လိုတစဆိုရင်လည်းပဲဘာဖြစ်လဲ PQ နဲ့ AB နဲ့ကပြိုင်တာပဲဘယ်နှစဖြစ်ဖြစ်အစတစ်ခုခုနဲ့ညီနေရင်ပြိုင်တယ်လို့ပြောလို့ရတယ်ဟုတ်ပြီဒါဆိုရင် ဒါ line နှစ် line ပြိုင်လားမပြိုင်လားဆိုတော့ direct တဲ့ value တွေကိုကြည့်ပြီးတော့ဆုံးဖြတ်တတ်တော့မယ်ဆုံးဖြတ်တတ်မယ်လို့တော့ထင်ပါတယ်ဆုံးဖြတ်တတ်ပြီလို့ထင်တယ်ပေါ့နော်ဒါဆိုရင်ရှေ့ဆက်သွားရအောင်ဟုတ်ပြီနောက်တစ်ခုက school lines school lines တွေရဲ့အကြောင်းကဘာပြောထားလဲဆိုရင် in space space ထဲမှာတဲ့ there are pairs of lines line နှစ်ခုစုံတွဲလေးတွေရှိတယ်သူတို့ကဘယ်လိုမျိုးလဲဆိုရင် that are နီတာပရလန်နော်အင်တာဆက်သူတို့ကပြိုင်လဲမပြိုင်ဘူးတဲ့အင်တာဆက်ဖြတ်လဲမဖြတ်ဘူးတဲ့အဲ့လို line နှစ်ခုစုံတွဲလေးကြီးရှိတယ်တဲ့ These pairs of lines are called sakku lines အဲ့လိုမျိုး line လေးတွေအဲ့လိုမျိုး line နှစ်ခုစုံတွဲလေးတွေကိုဘာလို့ခေါ်လဲဆိုရင် sakku lines လို့ခေါ်တယ်တဲ့ဟုတ်ပြီဒါက2 dimension မှာမရှိဘူး2 dimension မှာတော့သူတည်ထားပြီးသား လိုင်းနှလိုင်းအားမြင်းမြင်းနှကြောင်းပြိုင်နေဆိုရင်ဒီမြင်းနှကြောင်းဒီဘယ်တော့မှမဆုံဘယ်နေရာမှမမဆုံပြိုင်နေလို့ရှင်မပြိုင်ဘူးဆိုရင်မြင်းနှကြောင်းမပြိုင်ဘူးဆိုရင်ဒီမြင်းနှကြောင်းကိုဆက်ဆွဲမယ်ဆိုရင်ဒီမြင်းနှကြောင်းဒီတနည်းရရမှာသေချာပေါက်ဆုံနေလို့သိထားတာဖြစ်တယ်။ဟို3 dimension မှာကြတော့အဲ့လိုမဟုတ်ဘူးမြင်းနှကြောင်းကမပြိုင်ဘူးဒါပေမဲ့မပြိုင်ပေမဲ့သူတို့ကဖြတ်လဲမဖြတ်ကြဘူးတဲ့အဲအဲ့လိုမျိုးလိုင်းနှလိုင်းကိုဘာလို့ခေါ်လဲဆိုရင် sku lines လို့ခေါ်တယ်တဲ့အဲ့ line နှစ်ခုကို ဟုတ်ပြီအဲ့ဒါဆိုတော့ကြည်ရအောင်ဟုတ်ပြီဒီ space ထဲမှာဒီ3 dimension space ထဲမှာအခုတို့က AB ဆိုတဲ့ line လေးတစ်ခုရှိမယ်ဒီဘက်မှာလည်း PQ ဆိုတဲ့ line တစ်ခုရှိမယ်ဟုတ်ပြီဒီ line နဲ့ line ကိုမျက်စိနဲ့ကြည့်လိုက်တာနဲ့သူတို့နှစ်ခုကပြိုင်မနေဘူးဆိုတာသိတာရယ်နော်ပြိုင်မနေဘူးဒါဆိုရင်သူတို့နှစ်ခုကဖြတ်မာလားစဉ်းစားကြည့်ဖြတ်မာလားစဉ်းစားကြည့်တော့ဒီ AB ဆိုတဲ့ line ကိုအရှည်ကြီးဘယ်လောက်ပဲဆက်ဆွဲဆွဲ AB ကဘာမှရှိလဲဆိုဒီပြင်းကြီးပေါ်မှာရှိတော့ဘလောက်ပဲဆွဲဆွဲသူ့ဒီဒီပြင်းကြီးပေါ်မှာပဲရှိနေမှာဖြစ်တယ် AB line ကဟုတ်ပြီ PQ ကလည်းဒီတိုင်းပဲသူ့ကိုဘလောက်ပဲအရှိကြီးဆွဲဆွဲဆွဲသူ့ဒီဒီပြင်းကြီးပေါ်မှာပဲအပြင်ဘက်ကိုထွက်သွားမှာမဟုတ်ဘူးပြီးအဲ့တော့ဆိုဒီပြင်းကြီးနှစ်ခုကဘာဖြစ်နေလဲဆိုရင် parallel ဖြစ်နေတယ်ပြိုင်နေတယ်အဲ့တော့ဆိုဒီပြင်းကြီးနှစ်ခုကပြိုင်နေတဲ့အတွက်ကြောင့်သူတို့နှစ်ခုက ဒီတိုင်းပဲတောင်လျှောက်ပြိုင်နေမှာပဲဖြစ်တယ်အဲ့ဒါဆိုရင်ဒီပေါ်မှာသွားနေတဲ့ AB နဲ့ဒီပေါ်မှာသွားနေတဲ့ PQ ကလည်းစုံစရာအကြောင်းမရှိဘူးဟုတ်ပြီအဲ့ဒါဆိုရင်သူတို့နှစ်ခုကမပြိုင်ဘူးဒါပေမဲ့ဘယ်တော့မှလည်းစုံစရာအကြောင်းမရှိဘူးဆိုတော့သူတို့နှစ်ခုကဖြက်လည်းမဖြက်ဘူးအဲ့လိုမျိုး AB နဲ့ PQ လိုမျိုး line တစ်ခုဘာလို့ခေါ်တာလဲဆိုရင် secure lines တွေလို့ခေါ်တယ်တဲ့ ။အမီအောက်မှာစာလေးနဲ့ပြောထားတာ in the figure ပုံမှာ AB and BQ are not parallel တဲ့ AB နဲ့ BQ ဟာမပြိုင်ကြဘူးတဲ့ and ပြီးတော့ do not intersect each other တခုနဲ့တခုလည်းမဖြတ်ကြဘူးတဲ့ since ဘာဖြစ်လို့လဲဆိုရင်တဲ့ since ကတော့ကြောင့်ပေါ့နော် because နဲ့အတူတူပဲ since သင်ချာမှာတော့ because မသုံးဘူးကွာ since ကိုပဲသုံးတယ် since they are on parallel planes သူတို့ကဘာမှရှိနေလို့လဲဆိုရင် parallel plane နေပုံမှာရှိနေတဲ့အတွက်ကြောင့် သူတို့နှစ်ခုကပြိုင်လဲမပြိုင်ဘူးဖြတ်လဲမဖြတ်ဘူးတဲ့အဲ့ဒါဆိုရင်အဲ့ AB နဲ့ PG ကိုဘာလို့ခေါ်မလဲဆိုရင် school lines တွေလို့ခေါ်မှာဖြစ်တယ်တဲ့ဟုတ်ပြီဒါဆိုရင် line တစ် line ဟာ line နှစ်ခုတွေ့ပြီဆိုရင် line နှစ်ခုရှိတယ်ပုံစံ line နှစ်ခုပေးထားပြီအဲ့ဆိုရင်အဲ့ဒီ line နှစ်ခုဒီ school line ဖြစ်လားမဖြစ်လားမေးခင်တို့ကဘာလို့ရမလဲအဲ့ဒီ line နှစ် line ဟာပြိုင်လားမပြိုင်လားအရင်ဆုံးစုံဖြတ်ရမယ် မပြိုင်ဘူးဆိုရင်ထပ်ပြီးတော့နောက်တစ်ခုဘာဆက်ဆက်ရမလဲဆိုရင် intercept ဖြစ်တဲ့လမ်းကအဲ့လိုက်နှစ်လမ်းအောင်ထပ်ပြီးဆက်ဆက်ရမယ်။ဟိုပြီးပြိုင်လည်းမပြိုင်ဘူး intercept လည်းမဖြစ်ဘူးဆိုတော့မှဒီ line တစ်ခုကစခု line ဖြစ်ပါတယ်လို့ပြောနိုင်မှာဖြစ်တယ်။ဟိုပြီးပြိုင်လားမပြိုင်လားကတော့ဘာနဲ့ဆုံးဖြတ်လဲဆိုရင် direct value တွေရှာပြီးတော့ဆုံးဖြတ်မှာဖြစ်တယ်။ရှေ့မှာပြောခဲ့တဲ့အတိုင်း direct value line တစ်ခုရဲ့ directed values တွေဒီနောက် line တစ်ခုရဲ့ directed values တွေရဲ့ multiples ဖြစ်နေမှာ ီ line နဲ့ line ဟာပြိုင်တယ်လို့ပြောလို့ရမယ်အဲ့လိုမဖြစ်ဘူးဆိုရင်မပြိုင်ဟုတ်ပြီစကူဖြစ်ဖို့ကြတော့မပြိုင်ုံနဲ့မပြီးသေးဘူးဘာဖြစ်လဲသူတို့နှစ်ခုမဖြတ်ချောင်းဟိုပါပြောနိုင်မှစကူ lines ဖြစ်မှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်အခုပြောသွားတဲ့ parallel lines နဲ့စကူ lines ဆိုတာဘယ်လို line နေလဲဆိုတာနားလည်ပြီလို့ထင်ပါတယ်အဲ့ဒါဆိုတော့သူတို့နဲ့သဆိုင်တဲ့ပုံစံလေးတို့တွေ့မယ် ASMR5 ကို ဟုတ်ပြီ example 5ကသူဗာပြောထားလဲဆိုရင် given p q r s point လေးခု point လေးခုကို coordinate တွေအားလုံးပေးထားတယ်။နောက်ပြီးတော့သူကဗာလောက်ခိုင်းလဲ determine whether ဟုတ်လားမဟုတ်လားဆုံးဖြတ်ပေးပါတဲ့။ဘာဟုတ်လားမဟုတ်လားဆုံးဖြတ်ရမှာလဲဆိုရင် the lines မှာ s တန်ခဲ့တယ်။ the lines p q and r s are parallel or square or intersect ဆုံးဖြတ်ရမှာဘာလို့ဆုံးဖြတ်ရမလဲဆိုရင် PQ နဲ့ RS ကတဲ့ parallel ဖြစ်တာလားဒါမှမဟုတ်ရင်လည်းစခုလိုင်းနေလားဒါမှမဟုတ်ရင်လည်းသူတို့နှစ်ခုက intersect ဖြစ်ကြသလားဆိုတာကိုဆုံးဖြတ်ပေးရမယ်တဲ့တခုမဟုတ်တခုတော့ဖြစ်ရမှာပေါ့ကွာအကယ်သူတို့နှစ်ခုက parallel ဖြစ်သွားပြီဆိုရင် PP parallel ဖြစ်တယ် parallel မဖြစ်ဘူးဆိုရင်ထပ်ပြီးတော့စခုဖြစ်သလား intersect ဖြစ်သလားဆိုတာကိုဆုံးဖြတ်ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကြည့်ရအောင်အရင်ဆုံး parallel ဖြစ်လားလို့စစ်မယ် စစ်မှန်ဆိုရင်ရှေ့မှာပြောခဲ့တယ်ပရလယ်ဖြစ်လားမဖြစ်လားသိကျင်အဲ့ဒီ line နှစ် line ရဲ့ဘာတွေကိုရှာရမလဲအရင်ဆုံး directed values တွေကိုအရင်ရှာရမှာဖြစ်တယ်အဲ့ဒီ line နှစ် line ကဘသူတွေလဲ pq နဲ့ rs ဟုတ်ပြီအဲ့ဒါဆိုရင်တွေ့ရအောင်သူပေးထားတဲ့ point လေးကိုကူးလိုက်မယ်ပြီးရင် pq ရဲ့ directed values ရှာမယ် rs ရဲ့ directed values ရှာမယ် pq ရဲ့ directed values လိုချင်ရင်ဒီနောက်ကကျူရွက် coordinate ထဲကအရှေ့က p ရဲ့ coordinate တွေကိုနှုတ်မယ်သူတို့ရဲ့ directed values တွေကို L1 M1 N1 နဲ့သတ်မှတ်ထားမယ်။ဟုတ်ပြီအဲ့တော့ကျူတဲ့က B ကို note 6ထဲက2ကို note 4ရမှာပေါ့နော်။နောက်တစ်ခါ negative 5ထဲက1ကို note တော့ negative 5 minus 1ဆိုတော့ negative 6ရမယ်။နောက်တစ်ခါ4ထဲက3ကို note တော့4 3 1ရမယ်။ဟုတ်ပြီနောက်တစ်ခါ RS RS ကဒါရိုက်တဲ့ value ရှာမယ်။ RS က directed value လို့ကျင်ရင် S ကကိုအော်ဒီနေတီတဲ့က R ရဲ့ကိုအော်ဒီနေတီကိုနှုတ်မယ်။သူ့ကို L2 M2 N2 နဲ့သတ်မှတ်ထားမယ်။ဟုတ်ပြီ s က derived value တွေက r ရဲ့ derived value တွေကိုနှုတ် negative ဝင်နေက2ကိုနှုတ် negative 3 5ထဲက3ကိုနှုတ်2ဝင်နေက4ကိုနှုတ်1 4ဆိုတော့ negative 3ဆိုပြီးရဟုတ်ပြီအဲ့ဒါဆို rs နဲ့ ီကျူနဲ့ရ drive level လူတွေရပြီအဲ့တော့သူတို့နှစ်ခုပြိုင်လာမပြိုင်လာသိကျင်တော့သူတို့ရဲ့ ratio တွေရှားကြည့်မှာပေါ့နော် L1 ကို L2 နဲ့ပဲစားစား L2 ကို L1 နဲ့ပဲစားစားစားကြည့်လို့ရတယ်ထုံးပြီအဲ့တော့ L1 ကို L2 နဲ့သူကစားလိုက်တယ်4ကို -3 နဲ့စားတော့4 by negative 3ဆိုပြီးတော့ဒါဒီရှင်ထပ်ပြီးတော့ရှင်းလို့မရဘူးเนาะနောက်တစ်ခါအဲ့ဒါဆို m1 ကို m2 နဲ့စားမယ် negative 6ကို2နဲ့စားမယ် negative sit 2နဲ့စားတော့စားလိုက်တော့ဗာရလဲဆိုရင် negative 3ရတယ်အဲ့တော့အဲ့တော့ဒီမှာဒီနှစ်ခုမှာလည်းအဖြေရပါဖြစ်နေလေကွဲလွဲနေပြီ key term ဘုကတခုတည်းသောတန်ဖိုးဖြစ်ရမှာ ratio ကအစ3စဆိုအကုန်လုံး3စပဲဖြစ်ရမှာ2စဆိုရင်လည်းအကုန်လုံး2စပဲဖြစ်ရမှာအခုဒီမှာတန်ဖိုးက2မျိုးထွက်နေတယ်မတူမတူဆိုရင်မတူဘူးဆိုရင်နောက်တစ်ခုရှာလဲ နောက်တစ်ခုရှာလို့ဒီ negative 3ဆိုရင်လည်းဒီမှာ L1 နဲ့ L2 နဲ့ကကွဲထွက်နေမှာပဲအဲ့ဒီတော့ဒါမတစ်နှစ်ခုမတူဘူးဆိုတော့နောက်တစ်ခုကိုထပ်မေးတော့မရှာတော့လည်းရတယ်အဲ့ဆိုတော့ L1 နဲ့ L2 နဲ့ M1 နဲ့ M2 မတူမတူမတူဆိုရင်ဒီ PQ နဲ့ RS ကမပြိုင်တာအသေးချသွားပြီပေါ့အဲ့တော့ PQN အဲ့တော့ derived value ဆို PQ R not multiples of RS ပီကျူရဲ့ derived value တွေဒီ RS က multiple မဖြစ်ဘူး Zado gain တခုမဖြစ်နေဘူးပေါ့နော်အဲ့ဒါဆိုရင်ပီကျူနဲ့ RS ကမပြိုင်ဘူးပေါ့ပီကျူ is not parallel to RS လို့သူကရေးတယ်ဘယ်လိုပဲပီကျူ is not parallel to RS ပဲရေးရေးပီကျူ and RS are not parallel လို့ပဲရေးရေးကိုနားလည်တယ်လို့အဓိပ္ပာယ်မှန်အောင်တော့ရေးပေါ့နော်ကိုနားလည်တယ်လို့ရေးလို့ရပါတယ်ဟုတ်ပြီဒါဆိုတော့ तू ကသုံးပြပေးရမှာ parallel ဖြစ်သလားတဲ့ ခုတော့လည်းမဖြစ်ဘူးမဖြစ်ဘူးဆိုရင်ဆက်ပြီးတွဲရအောင်ပါပေါ့ parallel မဖြစ်ဘူးဆိုရင်သူဒီ intercept ဖြစ်သလားထပ်စဉ်းစားမယ် intercept လည်းမဖြစ်ဘူးဆိုတော့မှစခုဖြစ်တယ်လို့ဆုံးဖြတ်ပေးရအဲ့တော့ intercept ဖြစ်သလားလို့တော့အခုစဉ်းစားရမှာ intercept intercept ဖြစ်သလားဆိုပြီးတော့စစ်ဆေးရမှာဖြစ်တယ်ဟုတ်ပြီ intercept ဖြစ်သလားလို့ဘယ်လိုစစ်ဆေးမလဲဆိုရင်အရင်ဆုံးဒီ line တစ်ခုကိုအရင်ဆုံး intercept ဖြစ်တယ်လို့အရင်ယူဆပြီးတော့တွေ့ရမှာဖြစ်တယ် အဲ့တော့ HYZ ဆိုတဲ့ point လေးတခုဟာတဲ့ PQ ဘောမှာလည်းရှိတယ် RS ဘောမှာလည်းရှိတယ် PQ ဘောမှာလည်းသူကရှိနေတယ် RS ဘောမှာလည်းရှိနေတယ်ဆိုရင်သိကြတယ်ဒီ HYZ ဆိုတဲ့ point လေးဟာ PQ နဲ့ RS စုံတဲ့အမှတ်ဖြစ်မှာဖြစ်တယ်အဲ့တော့သူတို့တခု intersect ဖြစ်တယ်လို့ယူဆလိုက်တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့သူဒီ PQ ရဲ့ line equation နဲ့ RS က line equation တခုလုံးကိုပြည့်လဲမှာဖြစ်တယ်အဲ့တော့ PQ ရော RS တို့ရဲ့ line equation ကိုသူကအရင်ဆုံးစဉ်းစားမယ် ဒါ formula line equation ရဲ့ formula ဟုတ်ပြီ p q ရဲ့ line equation ကိုတို့ရေးကြည့်မယ်ရေးကြည့်မယ်ဆိုရင်ဘာဟုတ်တော့ x1 y1 z1 နေရာမှာတို့ဘာဟုတ်သုံးရမလဲဆိုရင် p q မလို့ p u စမှတ်က p u သုံးမယ်ပြီးရင် l m n နေရာမှာဘာဟုတ်သုံးမှာလဲဆိုရင် p q ရဲ့ derivative values ကိုသုံးရမယ်ဟုတ်ပြီအဲ့ဒါဆို p q ရေးကြည့်အောင်ဟုတ်ပြီ p q ရဲ့ line equation က x y z x2 နေရာမှာ2 ဝိုင်ဝန်းနေရာမှာ1ဆက်ဝန်းနေရာမှာ3အဲ့တော့2 + 1 + 3 +ပြီးတော့ l နေရာမှာဘာထည့်ရမလဲဆိုရင်4 negative 1နေဦးထည့်လိုက်အဲ့တော့ဒီမှာ4 4s k ကိုမသုံးဘောเนาะသူကကြာတယ်ဒီမှာ 4s ဒီ real number နေရာမှာကြိုက်တဲ့သင်္ကေတကိုသုံးလို့ရပါတယ် 4s ဒီမှာကကြာတော့ negative 6s ဒီမှာနောက်က1ဆိုတော့ဒီမှာ 1s ပေါ့เนาะ 1s ဆိုတော့ s အဲ့ အဲ့တော့2 4s 1 6s 3 s ဆိုပြီးတော့ pq ရဲ့ equation ရဟုတ်ပြီအဲ့ဒါဆိုတော့ pq ပေါ်မှာရှိတဲ့ x y z တရား2 4s 1 6s 3 s ဖြစ်တယ်အဲ့တော့ pq အတွက် x y z ကိုသူကရေးလိုက်မယ် ူက equation ပုံစံဒီလိုမျိုးမရေးဘဲနဲ့ပုံစံမှာဟို test form မှာဒီလိုလေးရေးထားတာဒါသဘောတရားတော့အတူတူပဲနားလည်ရင်ပေါ့နော်အဲကြောင့်မလို့ဒါလေးနဲ့နှိုင်းရှင်းပြတာဖြစ်တယ်အဲ့တော့ ds ကလေးကဘာလဲဆိုရင် for sum real numbers ကိန်းစစ်ကလေးတခုဖြစ်တယ်တဲ့ဒီ point နဲ့သဆိုင်နဲ့ကိန်းစစ်ဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင် bq ပေါ်မှာရှိတဲ့ xyz ကိုစဉ်းစားပြီးသွားပြီအဲ့ဒါဆိုရင် rs ပေါ်မှာရှိတဲ့ point တွေကိုသူကစဉ်းစားတော့ rs က equation ကိုရေးမယ် RS ကလိုင်းအီကွေရှင်းရေးမယ်ဆိုရင်ဒီ x1 y1 z1 နေရာမှာတို့က RS ဆိုတော့ဘာကိုထည့်မလဲ R ဆိုတော့ point ရဲ့ coordinate တွေကိုထည့်မယ် x1 y1 z1 နေရာမှာ2 3 4တွေကိုထည့်လိုက်မှာဖြစ်တယ်။နောက် derivative value က RS က derivative value -3 2 -3 ကိုထည့်မယ်။ဟုတ်ပြီအဲ့တော့ရေးလိုက်မယ်။ဟုတ်ပြီ2 3 4ထည့်လိုက်တော့ဒီမှာ2 3 4နောက်က negative 3ဆို negative 3 t နောက်တစ်ခုက 2t negative 3t ဆိုပြီးတော့ဖြစ်မယ်အဲ့တော့သူကကြတော့သူတို့က line တစ်ခုကမတူမတူတော့သူတို့နှစ်ခုရဲ့ real number တွေကိုလည်းသူကမတူအောင်ကွဲပြားအောင်သုံးပြရတာဖြစ်တယ်ဒီဘက်ကက t လို့သုံးမယ် p q ကိုကြတော့ s လို့သုံးဟုတ်ပြီအဲ့ဒါဆိုတော့ဒီ rs ပေါ်မှာရှိတဲ့ဒီ x y z ရဲ့တန်ဖိုးတွေကဘာတွေဖြစ်မလဲ2 3t 3 2t 4 3t ဖြစ်မှာဖြစ်တယ် ခေါ်ဆန်း real number t real number လေးတခုကိန်းစစ်လေးတခုဖြစ်တယ်တဲ့ဒီ t ဆိုတာကဟုတ်ပြီအဲ့တော့ဆိုတော့ pq ပေါ်မှာရှိတဲ့ x coordinate y coordinate z coordinate tv rs ပေါ်မှာရှိတဲ့ x coordinate y coordinate z coordinate tv ဟုတ်ပြီဒီ x y z ဆိုတဲ့ point လေးဟာ p2 ပေါ်မှာလည်းရှိတယ် rs ပေါ်မှာလည်းရှိတယ်ဆိုရင်ဒီ x y z ဒီ p2 နဲ့ rs ကဆုံမက်ဖြစ်တယ်ဖြတ်မက်ဖြစ်တယ် ဟုတ်ပြီဒါဆိုရင် PQ ပေါ်မှာရှိတဲ့ x coordinate နဲ့ RS ပေါ်က x coordinate ကအဲ့ဖြတ်သွားတဲ့နေရာမှာ2မှာဖြစ်တယ်အဲ့တော့ x coordinate နှစ်ခု2မယ် y coordinate နှစ်ခု2မယ် z coordinate နှစ်ခု2မယ်ဒါဖြတ်တယ်လို့ယူဆပြီးတော့2လိုက်တာပေါ့နော်ဖြတ်သွားတဲ့နေရာမှာ2မှာဖြစ်တယ်အဲ့တော့ coordinate တွေအချင်းချင်းညီလိုက်မယ်ညီလိုက်ပြီးတော့တို့ကဒီ equation နေရာနေတို့ဘာလို့ရှာမှာလဲဆိုရင်ဒီ s နဲ့ t ကိုရှာရှာယူမှာဖြစ်တယ် s နဲ့ t ကိုရှာမှာဖြစ်တယ် ဲ့တော့ equation က3ကြောင်းတို့ကရှာမှာမတိခင်ရနှလုံးနှလုံးဆိုတော့မတိခင်နှလုံးဆိုရင် equation နှစ်ကြောင်းကနေရှာရင်ရပြီ3ကြောင်းလုံး30ရမလို့အဲ့တော့ဒီ equation လေးတွေကိုနံပါတ်လေးတွေပေးလိုက်မယ် equation 1 2 3ဆိုပြီးနံပါတ်ပေးလိုက်ပြီဟုတ်ပြီအဲ့တော့ equation 3ကြောင်းကတို့ကကြိုက်တဲ့နှစ်ခုကိုယူပြီးတော့ရှင်းကြရအောင်ဟုတ်ပြီဒီ equation 3ကြောင်းမှကြည့်မယ်တို့က s နဲ့ t ကိုရှာမှာဆိုတော့အရင်ဆုံးတစ်ခုကိုခြေရမှာပေါ့နော် S ကိုခြေပြီးတီရှာမလား T ကိုခြေပြီး S ကိုရှာမလားဒါကိုစဉ်းစားရမယ်။ဟုတ်ပြီဒီမှာ 4S 6S 1S ဆိုတော့ S ကအဲတန်းပြီးခြေလို့မရဘူးเนาะတခုခုနဲ့မြှောက်ပြီးတော့မှ ပေါင်းထုတ်ပြရမှာဖြစ်တယ်။ T ကိုကြတော့ဒီမှာ 3D ဒီမှာ 2D ဒီမှာ 3D ဆိုတော့1နဲ့3ကိုကြည့်လိုက် 3D 3D ဆိုတော့ဘာနဲ့မှမမြှောက်ဘဲနဲ့တန်းပြီးတော့ပေါင်းလိုက်နှုတ်လိုက်ရင်သူတို့နှစ်ခုကြည်သွားမှာဖြစ်တယ်။အဲတော့1နဲ့3ကိုတို့ယူပြီးတော့ရှင်းအောင်မြင်မြင်ဖြည့်ထွက်အောင်လို့ ဟုတ်ပြီအဲ့တော့1နဲ့ကနေဟို3 negative 3d negative 3d ဆိုတော့ပေါင်းပြီးမှကြီးမာလာနှုတ်ပြီးမှကြီးမာလာနဲ့နှုတ်ပြီးမှကြီးမာအဲ့တော့1နဲ့ကနေ3ကိုနှုတ်အောင်အဲ့တော့2တဲ့က3 note 1 4s တဲ့က s note 3s အဲ့တော့1 black 3s ဖြစ်မယ်ပြီးရင်ဒီက2တဲ့က4 note တော့ negative 2 1ဒီမှာ2တဲ့က3 note တော့ negative 1 4s တဲ့က s note တော့ 3s 2တဲ့က4 note တော့ negative 2 3t တွေက negative 3t တွေက negative 3t နှုတ်တော့0ဖြစ်မှာပေါ့အဲ့တော့ဒီကောင်လေးကိုရှင်းလိုက်တော့ s တန်ဖို့ရပြီဒီမှာ negative 1ကို1ပေါင်းလိုက်ရင်ဒီကောင်ပျောက်သွားမယ်နှစ်ဖက်စလုံး1ပေါင်းတော့ 3s equal to negative 1ဖြစ်မှာပေါ့အဲ့တော့ s equal to negative 1 by 3ဆိုပြီးတော့ရမယ်ဟုတ်ပြီဒါ1နဲ့3ကိုဖြည့်ရှင်းလို့ s ကထွက်လာတာမို့လို့ကျန်တဲ့ t ကိုရဖို့အတွက်လည်းဒီ1တော့မဟုတ်3မှာပဲပြန်အစားသွင်းပြရမှာဖြစ်တယ်အဲ့တော့ တို့ကလွယ်အောင်လို့ဒီမှာ3မှာပဲအစားသွင်းလိုက်မယ်3ရတယ်မှာ S ဆိုတော့ညောက်ဖို့ကိမလို့အဲ့တော့3မှာအစားသွင်းလိုက်မယ် S equal to 1 3ဆိုတော့အတန်မိုးလေးကို substitute လုပ်လိုက်မယ်ဘာမှလဲဆိုရင် in 3 3မှာအစားသွင်းလိုက်မယ်အဲ့တော့ဆိုဒီနေရာမှာ negative 1 3လေးထည့်လိုက်တာဖြစ်တယ်အဲ့ဒါလေးကိုရှင်းလိုက်ရင်ဒီတန်မိုးဒီ4/9ဆိုပြီးတော့ရလာမှာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဆိုတော့တို့က S ရပြီ D ရပြီ ဟုတ်ပြီ S နဲ့ T က1နဲ့3ကိုဖြည့်ရှင်းလို့ရလာတာဆိုတော့သူဒီ equation 1နဲ့3ကိုတော့ပြည်လည်မှာတေးကြတယ်အဲ့တော့ equation 1နဲ့3ကိုတော့ပြည်လည်တာဟုတ်ပြီ तू ကဒီ၃ချောင်းလုံးကိုပြည်လည်မှာတို့ယူဆချက်ကမှန်မှာဖြစ်တယ်အဲ့တော့ဆိုတော့ तू ကကျန်တဲ့ equation 2ကိုပြည်လည်လားဆိုတာကိုစစ်ကြည့်ရအောင်အဲ့တော့ equation 2မှာ S tan mu နဲ့ D tan mu ကိုတို့ထည့်ကြည့်မယ် left side မှာ S tan mu ထည့်ကြည့်မယ် right side မှာ D tan mu လေးထည့်ကြည့်လိုက်မယ် တော့ s equal to negative 1 by 3 and t equal to 4 by 9ကို substitute လုပ်မယ်မမလုံးပါလဲ in equation 2ထည့်လိုက်မယ် left side က s နေရာမှာ ds နေရာမှာ negative 1 by 3 right side ကဒီ t နေရာမှာ4 by 9ထည့်လိုက်မယ်ဒီလိုလေးရအဲ့တော့ဒီဘက်ကိုရှင်းလိုက်တော့ဘာရလဲဆို3ရတယ်ဟိုဘက်ကိုရှင်းလိုက်တော့35 by 9ရတယ်အဲ့တော့ဒီနှစ်ခုက left side နဲ့ right side ရဲ့အဖြေတွေကမတူညီဘူး ဘတူညီဦးဆိုရင်ဒီ s နဲ့ t တန်မှုဒီ equation 2ကိုဘာဖြစ်လဲမပြေလည်ဘူး satisfy မဖြစ်ဘူးပေါ့အဲ့ဒါဆိုရင် equation 2ကိုမပြေလည်ဘူးပေါ့နော်အဲ့ဒါရေးထားလိုက်မယ် the values of s and t do not satisfy the equation 2 equation 2ကိုမပြေလည်ဘူးပြေလည်ဘူးဆိုရင်ဒီ equation 3ချောင်းစလုံးကိုပြေလည်တဲ့တန်မိုးတွေတို့မရှိဘူးပေါ့နော်မရှိဘူးဖြစ်တယ်အခုဒီမှာ s နဲ့ d တော့ရခဲ့တယ်2ကိုကြာတော့မပြေလည်ဘူးဆိုတော့3ခုစလုံးကိုပြေလည်တဲ့တန်မိုးမရှိနိုင်ဘူး အဲ့တော့ဒီဒီ equation system ကြီးမှာအဖြေမရှိဘူးပေါ့အဲ့တော့ the system or equations has no solution လို့ရေးလို့ရေးလိုက်အဲ့တော့ဒီ equation ၃ချောင်းမှာအဖြေမရှိဘူးဆိုတော့တို့ဒီလိုယူဆခဲ့လို့ဒီ equation ၃ချောင်းမှာ ဖြစ်လာတာအဲ့ အဲ့ဒီ equation သုံးချောင်းမှာအဖြေမရှိဘူးဆိုတော့ယူဆထားတယ် PQ နဲ့ RS ပေါ်မှာဒီ point တစ်ခုတဲ့ point တစ်ခုက PQ ပေါ်မှာရော RS ပေါ်မှာရောရှိပါတယ်ဒါစုံတဲ့အမှတ်ဖြတ်တဲ့အမှတ်ဖြစ်ပါတယ်လို့ယူဆခဲ့တဲ့ဟာမှာဖြစ်သွားပြီလေမှားသွားပြီမှားသွားပြီဆိုရင် PQ နဲ့ RS ဒီဘာဖြစ်လဲမဖြတ်ဘူးပေါ့ဟုတ်ထို့ကြောင့် the given two lines PQ and RS do not intersect မဖြတ်ဘူး အဲ့တော့ဆိုရင်အရှိမအောင်ကမပြိုင်ဘူးဆိုပြီးတော့ equation ကို a လို့ဒီချက်ထားခဲ့တာရှိတယ်အခုဒီမှာကျတော့မဖြတ်ဘူးအဲ့ဒီ equation လေးကို b လို့ထားလိုက်ရင်အဲ့ဆို a နဲ့ b ဒီနှစ်ချက်ကိုပေါင်းဆက်လိုက်ရင်ဘာဖြစ်သွား ਈ လဲဆိုရင်အဲ့ဒီ pq နဲ့ rs က square lines တွေဖြစ်သွား ਈ ပေါ့အရှိရှိမအောင်က parallel ဖြစ်လာဆုံးဖြတ်ခဲ့တော့မဖြစ် parallel မဖြစ်ဘူးအခုကျတော့လဲ intersect ဖြစ်လာလို့ဆန်းစစ်လိုက်တော့လဲ intersect လည်းမဖြစ်ဘူးအဲ့ဒါဆိုတော့ a နဲ့ b အရာ P2 P2 line နဲ့ RS line ဒီစခု line ညီဖြစ်ကြပါတယ်ဆိုပြီးတော့အပြည့်ထုတ်ပေးလိုက်ရုံပုံစံကလိုချင်တာကဘာလဲ parallel ဖြစ်လား intersect ဖြစ်လားစခုဖြစ်လား on နဲ့မေးထားတာမို့လို့သုံးခုတည်းဟာတစ်ခုကတော့ဖြစ်ရမှာဖြစ်တယ်အဲ့တော့ parallel ကလည်းမဖြစ်ခဲ့ဘူးအခု intersect ကလည်းမဖြစ်ခဲ့ဘူးဆိုတော့ P2 နဲ့ RS ဒီဘာလဲဆိုရင်စခု line ညီဖြစ်တာတည်ချသွားပြီ ဟုတ်ပြီအဲ့ဒါဆိုဒီပု္ပ္ပာလေးကိုလွယ်လွယ်လွယ်ကူကူနဲ့ကိုနားလေသဘောပေါက်မယ်လို့ထင်ပါတယ်သူနဲ့ဆင်တူပု္ပ္ပာလေးတွေကိုလည်း exercise မှာရှိတာလေးတွေတွေ့ကြည့်ပါဒါလေးကိုလည်းတည်တည်ကြည်ကြာနားလေအောင်နောက်ထောင်ကြည့်ပါအဆက်အဆက်တွေမိအောင်အားလုံးရှင်းပြပေးထားပါတယ်ပု္ပ္ပာကိုစဉ်းစားတတ်အောင် ဖြည့်ရှင်းတတ်အောင် ရှင်းပြပေးထားတာဖြစ်ပါတယ်ဟုတ်ပါပြီဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်